ဲဒီခါမှာတော့ပြင်မရမြန်မာနိုင်ငံအတွက်ပေါ့နော်ဂုံယူစရာကောင်းတဲ့အကြောင်းအရာလေးတစ်ခုပြောပြချင်တာဒါကတော့ဒီဘာလင်ခရီးသွားပြပွဲဆူရတဲ့ကရားဗီဒီယိုကြောင့်မြန်မာနိုင်ငံကိုလာရောက်ပြီးတော့လဲပတ်လို့သူတွေများပြားလာတယ်ဆိုတဲ့တည်းဟုတ်တယ်ဒါဆိုလို့ရှိရင်ဂျာမနီနိုင်ငံပေါ့နော်ဘာလင်မြို့မှာကျင်းပခဲ့တဲ့ ITB ဘာလင်2016ပေါ့နော်ခရီးသွားပြပွဲမှာဆိုလို့ရှိရင်မြန်မာနိုင်ငံကခရီးသွားလုပ်ငန်းဆိုင်ရာမှတ်တမ်းဗီဒီယိုစုရခဲ့တဲ့အတွက်တဲ့ဒီမြန်မာနိုင်ငံကိုဒီဗီဒီယိုကိုကြည့်ပြီးတော့မှလာရောက်ပြီးတော့လဲပတ်လို့သူတွေအရင်ကများပြားလာတယ်ဆိုတဲ့တည်းပေါ့နော်ဒီကရ န်းပြည်နယ်လေးလာရေးခီးစဉ်ဗီဒီယိုဖြစ်တဲ့ To be discover ခရစတိတ်မြန်မာဆိုတဲ့ခရီးသွားပြပွဲပေါ့နော်ဒါဆိုလို့ရှိရင် Diamond Award ဆုကိုရရှိခဲ့တာနောက်ပြီးတော့ဒီကရားပြည်နယ်ရဲ့အလှပတွေတိုင်းရင်းသားတွေရဲ့ယဉ်ကျေးမှုရိုးရာဒလေးတွေကြောင့်နိုင်ငံသားတွေရဲ့စိတ်ဝင်စားမှုအများကြီးရရှိခဲ့တဲ့ဗီဒီယိုမှတ်တမ်းလေးပေါ့နော်အဲနောက်ပြီးတော့ဒီဒီပြပွဲကိုတော့ဒီ March 10ရက်နေ့ကကျင်းပတဲ့အပြည်ပြည်ဆိုင်ရာခီးသွားလုပ်ငန်းရုပ်ရှင်ပြပွဲပြိုင်ပွဲမှာနိုင်ငံပေါင်း130ကျော်ကပါဝင်ရှင်ပြိုင်ခဲ့တာနောက်ဆုံးအဆင့်ဇက်ကား ်လေးကမှမြန်မာနိုင်ငံက Diamond Award ကိုရရှိခဲ့တာ။ဒါဆိုတော့ကိုရင်စရာကောင်းနေပါပြီ။နောက်တော့ဘာလင်ခီသွားပြပွဲမှာဝင်ရပြတ်တခဲ့ရဆိုလို့ရှိရင်15ချိန်မြောက်ရှိပြီဖြစ်ပေမဲ့ရုပ်ရှင်ပြပွဲမှာဆိုလို့ရှိရင်ဒါပထမဆုံးပေါ့နော်။ပထမဆုံးနဲ့ဒီ Diamond Awards ကိုရတာပေါ့နော်။အဲဒီမှတ်တမ်းမီဒီယိုကိုတော့ Diamond နိုင်ငံသားပေါ့နော် Director Max Cuthoff ကရိုက်ကူးခဲ့တာပါတဲ့။သူကဒါမြန်မာလူမျိုးတွေကဒီကြားလူမျိုးတွေရဲ့ပေါ့နော်။အဲဒေချာဒလိတဘာဝရရင်မြတောတောင်တွေကိုသူကတေးချရိုက်ကူးခဲ့တာပါ။နောက်ပြီးတော့ကြားပြင်းတွေ ိုခရီးစဉ်ဒေသတစ်ခုအဖြစ်သူကခရီးသွားလို့ရတဲ့နေရာတစ်ခုဖြစ်ဖော်ထုတ်ခြင်းနဲ့ရည်ရွယ်ချက်နဲ့ရိုက်ကူးခဲ့တာပါတဲ့ဒီဒီဒီလိုမျိုး Diamond Awards ကိုပေးနေတဲ့အခါမှာလည်းအဲ့အဖွဲ့အစည်းအပေါ်တော့မြန်မာနိုင်ငံကိုတစ်ခါမှမရောက်ဘူးဒါပေမဲ့ဒီဇာကားလေးကိုပြလိုက်ကြီးလိုက်တဲ့အခါမှာအရန်ကိုသွားခြင်းစိတ်ပေါက်သွားပြီးတော့မှအတေချာပေါက်သူမြန်မာနိုင်ငံကိုလာလဲမယ်ဆိုပြီးတော့လည်းပြောထားတာရှိသေးတယ်။ဟုတ်ကဲ့ရပါပြီနော်ဟုတ်တယ်နော်အဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့ဒီတိုင်းရင်းသားတွေမှာဆိုလို့ရှိရင်လည်းသူနေရာဒေသအတီးတီးအကုန်လုံးလှပကြတယ်ဟို Mm-hmm. Oh. You name အလိုက်တိုင်းအလိုက်ပေါ့နော်လှပမှုရယ်နောက်ပြီးတော့ဟိုဒီရိုးရရင်ကျင်းမှုတွေမတူညီတဲ့ delay ထုံတဲ့စင်တာတွေရှိကြတယ်အဲ့ဒါမှမှဒါကြရားပြင်းလဲဆိုလို့ရှိရင်လည်းသူ့ရဲ့ရိုးရဝက်စုံတွေရှိရဲ့ရိုးရ delay တွေရှိရဲ့အစားတောက်တွေရှိရဲ့ပေါ့နော်ဒါရင်းနဲ့ပတ်သက်ပြီးတော့မှအခုလိုမျိုးဖော်ထုတ်လိုက်တာဆိုတော့အားလုံးလည်းဒါစိတ်ဝင်စားမှုရရှိခဲ့ကြတာပေါ့ဟုတ်တယ်ကဲကဲဒါဆိုရင်ဒီခါမှကြတော့ဆိုတော့ဒါလိလာစမ်းသက်ချက်ဟိုလိလာစစ်စစ်ချက်တခုပြောပြပေးဦးမယ်အဲ့တော့တချို့နိုင်ငံတွေကတော့အများကြီးတမ်းပဲပေါ့နော်သူတွေသူတွေသနာလုပ်ငန်းတွေအများကြီးလုပ်နေတာပေါ့နော်ဒီထဲမှာမှဗာလဲဆိုတော့ American ကလူတွေကြောင်း ริกันมาရှိတဲ့သူတွေရဲ့လူသုံးမှာတူဦးကဘရောမအေးမဟုတ်အောင်တဲ့အရင်အဲ့လိုများတဲ့နိုင်ငံပေါ့နော်ပြောရမယ်ဆိုသူတို့တွေနိုင်နဲ့မြအချင်းနဲ့မြအချင်းကငွေငွေဖြစ်နေတာဟုတ်အဲ့လိုနိုင်ငံမျိုးမှာဆိုရင်ねလူသုံးမှာတူဦးကဘရောမအေးမဟုတ်ပါဘူးတဲ့ဒါကြတော့အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ဒါစီးရေးဌာန CDC ကနေပြီးတော့ပေါ့နော်ဒါထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာပါရှိတဲ့အကြောင်းအရာပါအဲ့တော့ဒီမှာဆိုလို့ရှိရင်အသက်16နှစ်ကနေပြီးတော့အသက်60 အကြားပေါ့နော်လူကြီးတွေဟာဆိုရင်ねအဲ့ချိန်ကတညကို9နာရီအိတ်ဆက်ရင်တော့လုံလောက်ပါပြီတဲ့ပြောချင်တာကတော့9နာရီအိတ်ဆက်ရင်လုံလောက်နေတဲ့သူတို့ရဲ့အဲ့ချိန်မှာ9နာရီတော့မပြည့်လို့ခဏရအောင်မအိတ်လို့အဲ့လောက်ထိမလုံလောက်တာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ CDC က2014ခုနှစ်တုန်းကတဲ့ဒါလူကြီးဘလောက်လဲဆိုတော့4,4,4,306ဦးတဲ့အိတ်ဆက်မှုအလေးချင်းဆိုင်ရာအချက်အလက်တွေကိုရယူပြီးတော့ဒါစစ်ဆေးမှုတွေလုပ်ခဲ့တဲ့အဲ့လိုလုပ်ခဲ့တဲ့အခါမှာလေးလာခဲ့တဲ့ခုနလူလူပေါင်း4,000ကျော်မှာဆိုလို့ရှိရင်တဲ့65ဒသမ နှစ်ရာခိုင်နှုန်းထိပဲအဲ့ချိန်ပြည့်တယ်ဆိုပြီးလိလာမှုတွေမှာဖော်ပြထားတယ်အဲ့တော့တေချာပြီး၃ဦး၃ဦးကတော့ဒါဘရောမအေးဝမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အေးမွားတဲ့အကြောင်းရင်းနေတယ်မှာခုနပြောသူအလုတ်များတာလဲပါတယ်လို့မျိုးအချိန်မှန်မှန်ကိုယ့်ဘာကိုမအိတ်တာကိုရီလိုပေါ့နော်မအိတ်တာပြီးတော့မနေ့တိုင်းအချိန်မနေ့ချိန်ထိနိုးတာကြီးမမှန်တာရုံမြင့်တန်ကြားကြည်တာမျိုးတွေကွန်ပျူတာနဲ့မိုဘိုင်းဖုန်းအသုံးပြုတာဒီလိုမျိုးပေါ့တခြားနိုင်ရောက်တွေပါတယ်သွားတာမျိုးပေါ့ဒါကြီးတော့အများကြီးပါဝင်နေပါတယ်အလုတ်များလို့ဟိုအေးမွားတဲ့သူတွေလဲပါတော့ပါတယ်ပေါ့နော်အဲ့တော့အေးမွားဟုဆိုတာ ာရှည်လာတဲ့အခါမှာသလိုအိုမင်းရောစီတဲ့ယောဂါတွေဝင်စီတယ်ဆိုတော့ဘာပဲဖြစ်တာကိုယ်နိုင်ငံမှာတော့မဟုတ်သေးဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့အလုပ်တွေများလာတဲ့အခါမှာသူတွေကအိပ်ဆက်ချိန်ကိုတော့ဒါတသက်လေးပေါ့နော်ညော့သွားတယ်ဆိုတဲ့အတွက်ကိုယ့်ဘာကိုအနားယူပြီးတော့တသက်အချိန်ယူပြီးတော့အိပ်ဖို့အတွက်ကိုဒါအိပ်ကိုအိပ်တင်နေဒါကိုယ့်ရဲ့ကျန်းမာရေးအတွက်ဆိုပြီးတော့အိပ်ပါလို့မဖြစ်မနေဒါကတော့မအိနေဟောဒီတစ်ခါစပြောမယ့်အကြောင်းအရာဘာလဲဆိုတော့ဓာခွဲဆန်းတက်မှုတစ်ခုအကြောင်းပြောမယ်အဲ့ဒါကဒီပေါ့နော် အမဲသားကိုအမဲသားအတူကိုဖန်နေခဲ့တာပြီးတော့ တကယ်အမဲသားဟိုအရသာအတိုင်းပဲဖြစ်အောင်ပေါ့နော်ဓာတ်ခွဲခဲမှာဖန်နေကြတယ်အောင်မြင်သွားပြီရဲ့အင်းအဲ့ကြာလေးပြပြမယ်ပြီးတော့အမဲသားစားတဲ့သူတွေအနေနဲ့ဆိုရင်တော့ဘာပြောပြောပေါ့နော်ဒါတရင်ကောင်းတစ်ခုပေါ့နော်ပြီးတော့ဘာလဲဆိုတော့ဒီသိပ္ပံပညာရှင်တွေအနေနဲ့ဆိုရင်တကယ်နွားအရှင်တကောင်ကနွားအရှင်တကောင်တတ်ဖြတ်မဲ့အစားပေါ့နော်ဓာတ်ခွဲခဲထဲမှာဒီလိုထုတ်လုပ်လိုက်တဲ့အခါမှာဆိုရင်တိရစ္ဆာန်တွေလည်းညှင်းမဲ့နှိမ့်ဆက်ရာနေပြီးတော့လေကဲတင်နိုင်ရကဲတင်နိုင်ရရောက်တယ်ပေါ့နော်အဲ့တော့ကြောင်းနဲ့ဒါဓာတ်ခွဲခဲမှာဖန်နေယူလိုက်တဲ့အခါမှာသူတို့ကဒီအမဲသားတွေကိုမှနွားတွေရဲ့ပင်မဆဲတွေအသုံးပြုပြီးတော့ဖန်နေ းခဲ့တာတဲ့ဒီတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒါ Memphis Mix ဆိုတဲ့ company ကနေပြီးတော့သူတို့ဓာတ်ခွဲခန်းထဲမှာစမ်းသပ်ခဲ့တယ်စမ်းသပ်ခဲ့တဲ့အခါမှာဆိုရင်သူတို့ကနွားတွေဝက်တွေကြက်တွေအနေရရှိတဲ့တိရစ္ဆာန် protein cell တွေကိုအောက်ဆီဂျင်ရဲ့နောက်ပြီးတော့အဲ့ဒီတဲ့ကဒီ protein cell ရဲ့အဟားဓာတ်ရဲ့အဲ့ဒါကိုသူကပေါင်းစပ်တယ်ပေါင်းစပ်ပြီးအမဲသားအဆစ်အတိုင်းဖြစ်အောင်ဖန်နေရတဲ့ဒီတော့အဲ့လိုမျိုးအမဲသားအဆစ်အတိုင်းဖြစ်ဖို့အတွက်ဖြစ်စင်ရကြတော့6ရက်ကနေ21ရက်ကြာတော့သူတို့အကြမ်းတက်တယ်တဲ့ဒီဖြစ်စင်ဖြစ်ဖို့အတွက်ပေါ့နော်ဒီတော့ဓာတ်ခွဲခန်းရရှိတဲ့အမဲသားကိုကြာတော့သူတို့ကမ်ပနီရ ရဲ့ထုတ်ကုန်ရှိတယ်အဲ့ထုတ်ကုန်တွေကကြတော့ hot dog တို့ burger တို့အသားလုံးတွေထဲမှာသူတို့ထည့်သွင်းပြီးတော့အသုံးပြုပြီးသွားပြီတဲ့ပြီးတော့လုံးဝတကယ်အမဲသားအစ်စ်ရဲ့အရသာပုံစံအတိုင်းပဲပေါ့နော်ဒီလိုမျိုးရရှိခဲ့တယ်ပြီးတော့သူတို့ကဆိုရင်ဒါတမယိုးကြဒီပေါ့နော်ဒါဟိုဟိုအရင်မြစ်ပေါ့အဓိကတော့ဒီအသားနဲ့ပတ်သက်ပြီးတော့တမယိုးကြရယူတဲ့အရင်မြစ်ကိုလုံးဝပြောင်းလဲလိုက်တဲ့သဘောပါတဲ့အဲ့ထီကိုသူတို့ရည်ရွယ်ပြီးတော့ဆောင်ရွက်နေတယ်ဒီအမဲသားမှမဟုတ်တခြားအသားတွေကိုပါပေါ့နော်ဒီလိုမျိုးရရှိဖို့အတွက်ထက်ခွဲခန်းနေပြီးတော့ဖောက်ထုတ်ဖို့အတွက်ကိုသူတို့ဖန်တီးနေပါတယ်တဲ့ဒီတော့ဒီလို မျိုး project နဲ့ပတ်သက်ပြီးတော့ Google ရဲ့တွဲဖက်တီထောင်သူပေါ့နော် Saki Brain ကနေပြီးတော့ company ရဲ့ပထမဆုံးတက်ခွဲခံရရှိတဲ့အမဲသားနဲ့ပြုလုပ်တဲ့ hamburger အတွက်ဆိုပြီးတော့တဲ့သူကဒေါ်လာ3,2430ကျပ်ငွေပေါ့နော်ဒါကမှ तू ကအော်ကျပ်ငွေအောင်ဖြစ်တယ်ဒေါ်လာဒေါ်လာကို तू ကပံ့ပိုးခဲ့တယ်တဲ့ဒီတော့ဒီလိုမျိုးပေါ့နော်ဟိုအခုလိုမျိုးတက်ခွဲမှုနဲ့ပတ်သက်ပြီးတော့ဆိုရင်တဲ့ The Good Food Institute ကအမှုဆောင် director ဘရူဖစ်ဖရက်စထရစ်ကနေပြီးတော့သူကပြောထားလဲဆိုတော့အမဲသားထုတ်လုပ်ခြင်းရဆိုရင်တဲ့တမေယိုကြနွားတွေကိုတက်ဖြတ်ပြီးတော့အသားရယူခြင်းထက်ကိုပို့ပြီးတော့အနေကင်းပါတယ်တဲ့ပြီးတော့တိရစ္ဆာန်တွေကိုလည်းဘေးရင်ဖြစ်စေတော့ဘူးတဲ့အဲ့တော့ကြောင့်အနာဂတ်မှာဆိုရင်ဓာခွဲခန်းရရရှိတဲ့အသားတွေကိုအမဲသားတွေကိုပေါ့နော်ဒါပို့ပြီးတော့ကျေပြန့်စွာသုံးဆွဲနိုင်ဖို့အတွက်ကိုတော့သူတို့ထပ်မံပြီးတော့ကြိုးပမ်းသွားအောင်မှာပါဆိုပြီးပြောထားတယ်။ကြည့်အစိမ်းခဏနားလိုက်ရအောင်နော်ထပ်မံပြီးတင်ဆက်ပေးစရာအကြောင်းအရာရှိပါသေးတယ်။အခုတော့ဒီမှာခဏလေးနားအောင်မယ်နော်။